နောက်ပိုင်းလူငယ်လေးတွေကဘလို့အောင်းမိတ်လာကြတော့ဆိုဗုဒ္ဓဘာသာဖြစ်လို့ရှိရင်မတိုးတက်ဘူးလို့သူတို့စိတ်ထဲမှာဒီလိုခံယူကြတယ်တဲ့ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့်နိုင်ငံမတိုးတက်တာလို့ဒီလိုခံယူတချို့ဘာသာတွေကလည်းအဲ့ဒါလိုပြောတာတွေရှိတယ်ပေါ့နော်သို့တော့ဗုဒ္ဓဘာသာဝင်ဖြစ်လို့မတိုးတက်တာလားဘာကြောင့်မတိုးတက်တာရောဆိုတာကိုယ့်ဘာကိုစစ်တမ်းထုတ်ဖို့လိုရတယ် ။ဖျားဟောခဲ့တဲ့ဥဋ္ဌာဏသမ္မရာနော်ဒီအချက်၃ချက်နဲ့လုပ်ငန်းကျွမ်းကျင်ခြင်းဆွဲကောင်းခြင်းနီးပညာဆိုတာနဲ့ပြည့်စုံခြင်းအဲ့ဒါလို့ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်အများကြီးတိုးတက်သွားမယ်ဘယ်လုပ်ပဲလုပ်လို့ကဲဒီတစ်ခုတည်းနဲ့လုံလောက်ပလားလို့ဆိုမလုံလောက်သေးဘူးဘာလုပ်ရမလဲ ပစ္စည်းဥစ္စာဆိုတာရှာတော့ရတာပဲရတဲ့အခါမှာအလေအလွင့်အပြက်အစီးမရှိအောင်ထိမ့်သိမ်းဆောင်ဆောင်မှုတဲ့ဒါအရေးကြီးလာတယ်နောက်ကဘယ်လိုထိမ့်ရမလဲပစ္စည်းဥစ္စာဘယ်လိုသိမ်းစီးရမလဲပမာပြေမှာတချို့အရာတွေပါဆိုခရမ်းညင်သီးတွေတားသီးတယ်ခရမ်းသီးတွေလည်းတားသီးတယ်နော်သို့တော်လည်းပဲဒီခရမ်းသီးကိုရေရှည်ထားနိုင်အောင်စနစ်မရှိသည့်အတွက်ကြောင့် ခုထားလို့တပတ်နှစ်ပတ်ဆိုပုတ်သွားပြီမရတော့နော်ပုတ်သွားတော့အလဟသပြစ်လိုက်ရမယုံသွားကြည့်မုံရွာတော့ဘာလို့သွားကြည့်မယ်ဆိုလို့ရှင်ခဲညင်သီးတွေပေါ်တဲ့အချိန်မှာသွားလမ်းဘေးမှာအဲ့ဒါလိုချင်တာယူခဲညင်သီးတွေပုံပစ်ထားတယ်ဘာဖြစ်လို့တော့ဆိုဒါတွေကိုရေရှိခန်းအောင်ထားတဲ့ဤပညာမရှိနောက်ဆုံးမှာစဘာတောင်မှာပဲရှိတဲ့အခါမှာအလေအလွဲ့နေအများကြီးဖြစ်တယ် အဲ့ဒီအလေအလွဲ့နေတော့အပြည့်အစုံမရှိအောင်ထိမ့်သိမ်းဆောက်ရှောက်နေတယ်မထိမ့်သိမ်းမဆောက်ရှောက်သည့်အတွက်ကြောင့်ရလာတဲ့စီးပွားဥစ္စာအားလည်းပဲအိုးခွဲတဲ့ကိုရေလောင်းထဲသလိုယူကြဖတ်တင်နောက်တစ်ခုရှိသေးတယ်မြန်မာပြည်ကလူတွေဒါအပြစ်ပြောတာမဟုတ်ပါဘူးเนาะဖြစ်နေတာကိုပြောပြတာเนาะကိုယ့်အကိုဆင်ញင်ကြည့်ပါ အိန္ဒိယမှာဆိုရင်ထမင်းညာဟင်းညာသွန်ပြစ်နေတာတွေအများကြီးရှိတယ်။နော်ထမင်းညာဟင်းညာအေးဒီကနေ့သွန်ပြစ်တာထမင်းညာဟင်းညာတစ်ဆုပ်လောက်ကြာနေဘာမှအပြစ်မရှိဟိုတန်ဖိုးမရှိဘူးလို့ထင်အောင်ထင်နေပဲဒီနေ့တစ်ဆုပ်နေ့ပြင်ကားတစ်ဆုပ်နောက်တရက် တစ်ဆုပ်တစ်ဆုပ်တစ်ဆုပ်တွေစုလိုက်မယ်ဆိုရင်ဘလော့ဖြစ်သွား။တလားသာဖြစ်သွားမယ်။အဲ့တော့တလားစာလွန့်ပြစ်တာဖြစ်တယ်ပေါ့။နောက်ကြရင် တနစ်စာဖြစ်သွားမယ်။ အသေးဖွဲလေးကစပြီးမြတ်စွာဘုရားခရုဆက်ခိုင်းတာနော်ယဟန်တွေကိုဆုံးမထားတဲ့စကားရှိတယ်ထမင်းစီလေးတစီဟာတဲ့လုပ်ငန်းပေါင်းမြောင်များစွာနဲ့လုံမရတာတဲ့ဒါကြောင့်မို့ဒီတစီကြာသွားရင်တစီပြန်ကောက်တယ်ဝီနီးထဲမှာပါတယ်ဧကမေကံတိဋ္ဌံကမ္မတတေနနိဗ္ဗာန်ံထမင်းစီလေးတစီဟုတ်မို့ကိုယ့်အောင်စဉ်းစားကြည့်လေး ဒီထမင်းစီလေးတစ်စီးဖြစ်ဖို့ရအဆင့်ဆင့်ဘယ်လောက်လောက်ခဲ့ရနေပြီလောက်ခဲ့ရတာလေဒီထမင်းဆိုတဲ့အဆင့်ရောက်သည်ထီအောင်အဲ့တော့ဒါလေးကိုအလားအသာပြည့်မပြည့်နဲ့ပေါ့အဲ့တော့မြန်မာလူမျိုးတွေမှာစားရတောက်တာလည်းပဲလိုအပ်တည်ပြီးပြီးတော့အကျွင်းအကြံတွေများနေဘုန်းကြီးကျောင်းတွေဆိုရင်ထမင်းညာဟဲ့ညာတော်ပြစ်တာအများကြီးပဲ အဲ့တော့ဓာရီကိုထိမ့်သိမ့်ဆောက်ဆောက်လိုက်မယ်ဆိုလို့ရှိရင်ပုဋ္ဌာဏတံ္မာပြီးရင်အာရခတံ္မာနော်ထိမ့်သိမ့်ဆောက်ဆောက်လိုက်မယ်ဆိုလို့ရှိရင်အများကြီးတိုးတက်လာနိုင်စရာရှိတယ်ပေါ့အများကြီးတိုးတက်လာတယ်တမစီဝိတာဝင်ငွေနဲ့ထန့်ငွေမြတ်မြတ်တာတာသုံးထားရမယ်တဲ့မြတ်စွာဟုတ်ပြီရလားကိုတနေ့ဝင်ငွေဘယ်လောက်ရှိတယ် ရှိတဲ့ဝင်ငွေပေါ့သုံးတာကဘယ်လောက်သုံးနေလဲဒီနေ့စင်းရင်းစရာရှိရအေးဝင်တာကဒီနေ့ကိုတရားတထောင်ဝင်နေဆိုပါဘူးဒီနေ့9000ဝင်နေတထောင်ဝင်သုံးတာက2000ဘယ်ကပါမီးတော့မလဲเนาะတထောင်ကျွတင်သွားပြီဒီလိုဆွလို့တာပေါ့เนาะအဲ့တော့ဝင်ငွေနဲ့ထွက်ငွေနဲ့ပဲဝင်ငွေကိုမကျော်စရာဘူးထွက်ငွေက ဒါမြတ်စွာဘုရားဟောတာတမစီဝိတာဆိုဝင်ဝင်နဲ့ထွက်ငွေညှပ်ညတ်တာတော့သုံးတတ်ရမယ်မြတ်စွာဘုရားရဲ့စီးပွားရေး policy သို့မဟုတ် economy လို့ပြောလို့ရဘုရားကကိုယ့်ရဲ့ဝင်ငွေပစ္စည်းပုတ်ကို၄ပုံပုံတပုံကို emergency ထားနှစ်ပုံကိုအယောင်းဝယ် investment အနေနဲ့သုံးပြု တပုံကိုစားလို့ဒီလိုဟောတာနော်အပုံလေးပုံပုံပြီးတော့တပုံကို emergency ထားဆိုတာထားတဲ့လူတွေဟာဓမ္မပြေမှာမရှိဘူးမဟုတ်ရှိတယ်အဲ့ဒီလူတွေကကျွေးမတင်ဘူးကျွေးတင်တာကလေးပုံပုံ၅ပုံစားတဲ့လူတွေကြောင့်ကျွေးတင်နော်ပစ္စည်းဥစ္စာရှိတာလေးပုံကိုသုံးတာ၅ပုံ ဖရားရဲ့နေစနစ်အတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်လေးပုံပုံတပုံကို emergency အတွက်ထားဂျန်နဲ့တပုံကနေစဉ်စားဂျန်နဲ့နှစ်ပုံကို investment အရင်အနည်းအမြုပ်နာအယောင်းဝယ်ကိစ္စမှာအသုံးပြုလေးပုံကိုလေးပုံစလုံးအလုံးမခိုင်းဘူးဘာလို့ဆိုအယောင်းဝယ်ဆိုတာလွဲသွားတာလည်းရှိတယ်လေရကြမှာရတာခါလေးဆုံးသွားတာလည်းရှိတယ် အဆုံးသွားရင်ဘာဖြစ်တော့ emergency ကအခုခံရှိတယ်ပုံမှန်တပုံတပုံဖယ်ထားတာဒါလည်းအလွန်လိမ့်ပါတယ်တချို့နိုင်ငံသားတိုင်းပြည်တွေမှာကုမ္ပဏီတွေမှာဆိုလို့ရှိရင်သူ့ရဲ့အလုပ်သမားတွေကိုအများအားအကောင့်ဖွင့်ပေးထားတယ်နော်အကောင့်ဖွင့်ပေးထားပြီးတော့သူတို့ပေးတဲ့လကတွေကနှုတ်ပြီးတော့ input deposit လုပ်ပေးထားဒါအင်မတန်မှကောင်းတဲ့စနစ်တစ်ခုပဲဒါကြောင့်မို့လို့ ီလူတွေဟာရသမျှအကုန်သုံးမပြစ်လို့မရဘူးစုဆောင်းဝယ်ရှိနေတယ်အမြဲတမ်းစုဆောင်းဝယ်ရှိနေတယ်အဲ့လိုကိုယ်မှာစုဆောင်းဝယ်ရှိရဒီလိုစုဆောင်းဝယ်ရှိတဲ့ဖြင့်မိဘေးဘာဘေးစသဖြင့်ကျုံးလာတဲ့အခါမှာဒါတွေကသုံးလို့ရတယ်ကိုယ်အတွက်မယ်အထောက်ခုကြီးဖြစ်လာအဲ့လိုမှမဟုတ်ဘူးဆိုလူကမိမွေးတိုင်းဖာမွေးတိုင်းခြေနဲ့လက်ဖက်ချန်တော့ဒီလိုဖြစ်သွားတတ်တယ် အဲ့ဒါမြတ်စွာဘုရားဟောထားပါရဲ့တန်းနဲ့ဗမာလူမျိုးတွေဘာဖြစ်လို့ဘုရားဟောတဲ့အတိုင်းမလိုက်နာတလဲကုရိယာမှာတခါပြောတဲ့ကြားလိုက်တယ်ဘုန်းကြီးတို့စီကုရိယာအမျိုးသမီးတယောက်ဆာလာတင်သူ့ရဲ့ PhD thesis အတွက်အကူကြီးလာတောင်းတော့ဘုန်းကြီးတို့စီမှာနှစ်နှစ်ခွဲလောက်နေသွားအဲ့မှာသူစမ်းမိဆိုင်ရစကားပြောရင်းကနေနောက်ပိုင်းကုရိယာလူငယ်လေးတွေ ဘုရားဘာသာရှိတယ်တခြားဘာသာဝင်နေရှိတယ်နောက်ပိုင်းလူငယ်လေးတွေကဘလို့အောင်းမိတ်လာကြတော့ဆိုဘုရားဘာသာဖြစ်လို့ရှိရင်မတိုးတက်ဘူးလို့သူတို့စိတ်ထဲမှာဒီလိုခံယူကြတယ်တဲ့ဘုရားဘာသာဖြစ်ခြင်းကြောင့်နိုင်ငံမတိုးတက်တာလို့ဒီလိုခံတချို့ဘာသာတွေကလည်းအဲ့ဒါလို့ပြောတာတွေရှိတယ်ပေါ့နော်သို့သော် ဗုဒ္ဓဘာသာဝင်ဖြစ်လို့မတိုးတက်တာလားဘာကြောင့်မတိုးတက်တာရောဆိုတာကိုယ့်ဘာကိုစစ်တမ်းထုတ်ဖို့လိုရတယ်ဗုဒ္ဓဘာသာဝင်ဖြစ်ရုံနဲ့စီးပွားရေးမတိုးတက်ဘူးဆိုတာအိဗယ်မရှိသူတို့ပြောတာဘာပြောတော့ဆိုဗုဒ္ဓဘာသာဝင်ကပါဏာတိပါဒမလုံးဝဘူးเนาะငါးပါးသီလလုံးဝမယ်ဆိုရင်သူတို့လှုပ်ရှားစရာမရှိဘူးလို့တချို့ကထင်တယ်ပေါ့လှုပ်ရှားစရာတွေပြည့်နေတာပဲเนาะလှုပ်ရှားစရာတွေပြည့်ဒုစရိုက်နဲ့လုံးမထမင်းဝရမှာဟုတ်တာ တခြားနေတွေနဲ့လှုပ်ရှားကြရတယ်အများကြီးဘိုးတော်ကိုယ်ွယ်တဲ့နိုင်ငံဖြစ်ရတဲ့အဲဂျပန်နိုင်ငံချမ်းသာတာပဲလေထိုင်းနိုင်ငံလည်းချမ်းသာတာပဲလေမချမ်းသာဘူးဆိုတာဘာသာနဲ့မဆိုင်ဘူးအဲ့တော့မချမ်းသာဘူးဆိုတဲ့ပုံကိုယ်တွေကဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာရလားမလိုက်နာဘူးလားကိုယ့်အကိုအဆုံးအမချင်းမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့နေသလားမနေဘူးလားကိုယ့်အကိုစဉ်းစားချင်းကိုယ့်အကိုပဲစစ်တမ်းထုတ်ချင်းကြည့်ဖះက ဒီဘဝချမ်းသာဖို့အတွက်အလုပ်ကြိုးစားတဲ့အလုပ်ကြိုးစားဖို့အတွက်လုပ်ငန်းကျွမ်းကျင်ရမယ်ဇွဲကောင်းရမယ်နှီးပညာသိရဟာဒီသုံးခုနဲ့ကြိုးစားအနေလွဲမရှိအောင်ထိန်းသိမ်းဆောင်ရှားရမယ်သုံးဝင်ငွေထွက်ငွေမျှတအောင်သုံးတတ်ရဒါအရေးကြီးတဲ့အချက်နောက်တစ်ခုနောက်ဆုံးတစ်ခုကပါတော့ဆိုရင်ကလျာဏမိတ်တာနဲ့မိကောင်းဆွေကောင်းရှိရအောင်အပေါင်းအသင်းကောင်းဖို့လိုတယ် မကောင်းတဲ့အပေါင်းအသင်းနဲ့ဆိုရင်လေအလောင်းအစားတွေအတော့အစားတွေနဲ့အကုန်ပျက်စီးသွားနိုင်တယ်ဒီလိုဆိုလိုတာเนาะအဲ့တော့မိကောင်းဆွေကောင်းနဲ့ပေါင်းသင်းရဒီအချက်၄ချက်နဲ့ပြည့်စုံပြီးတော့လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တဲ့ဒီပုဂ္ဂိုလ်ဟာလိမ့်လိမ့်လည်းလည်းမဖြစ်ဘူးဘဝမှာချမ်းသာဒုက္ခရနိုင်တယ်ဒါကရသော်ဘုရားရဲ့ဒီဘဝမှာနေနည်းတစ်ခုပဲပေါ့เนาะဒါက လူငယ်လူရည်တွေဗုဒ္ဓဘာသာဝင်လူငယ်လူရည်တွေဟာမှတ်သားလိုက်နာပြီးတော့ကိုယ့်ကိုယ်ကြီးပွားတုတ်တက်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့ရေးကြည့်တယ်ဥထာဏသံမရာစ조사ရမယ်အလုံးမစ조사ပဲမနေရဘူး조사ရမယ်အသေးအဖွဲလို့မအောင်မရဘူးအလေလွဲမရှိအောင်ထိန်းသိမ်းဆောင်ရှောက်ရမယ်ဝင်ငွေထွက်ငွေမြတ်တောက်အောင်သုံးထားရမယ်မိကောင်းဆွေကောင်းနေနဲ့ပေါင်းသိမ်းရမယ် ဟောတခြားနိုင်ငံမှာကြီးပွားတိုးတက်တဲ့လူတွေဟာဒီအချက်တွေနဲ့ပြည့်စုံတယ်သူတို့မသိတောင်မှပြည့်စုံ